Hello အားလုံးပဲမင်္ဂလာပါရှင် Therapy ရဲ့ My Anonymous Page ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ဒီ reading လေးကတော့ဒါသူနဲ့ကိုနေကြရဲမှာကြားလို့ရှိနေလားဆိုရဲ reading လေးပေါ့နော်ဘာတူလဲဆိုတာလေအဲထည့်ပြီးတော့ကြည့်ထားပေးရဲဆိုတော့ဒီမှာ file လေး၃ခုရှိရဲဒီ file လေး၃ခုတွေကမှာကိုနေ energy ကြိုက်မယ်ထင်တဲ့ file လေးကိုရွေးချယ်ပြီးတော့ကြည့်လို့ရပါတယ်ရှင် ါရှင်အဲ့တော့ဖိုင်ဝန်းလေးတွေတစ်ဖက်လူမှာနောက်တစ်ယောက်ရှိနေလားပေါ့နော်သူနဲ့ကိုယ်နဲ့ကြားလူရှိနေလားပေါ့အဓိကကတော့ဆိုရဲခေါင်းစဉ်လေးနဲ့ region လေးကြည့်ပြီးမှာပဲဖြစ်ပါတယ်အဲ့တော့သူနဲ့ကိုယ်နဲ့ကြားရဲမှာကြားလူရှိနေလားဘယ်သူတွေဖြစ်မလဲပေါ့နော် Okay ဖိုင်ဝန်းတစ်ဖက်လူနဲ့ကိုယ်နဲ့ကြားရဲမှာကြားလူရှိလားရှိရင်ရောဘယ်သူတွေဖြစ်မလဲ ချားလို့ရှိနေလားဘယ်သူတွေဖြစ်မလဲไต้หวันนี่ฤาก็ลีตะเผ็ดหลูเนโกเนจาเยมาจาหลูสัวแทเอ่อตะเผ็ดหลูปอเนาะตะเผ็ดหลูโกอะโลไจจาเยหลูမျိုးปอเนาะตะเผ็ดหลูกะอะโลယောက်จาลีเป้ဖြစ်ဖြစ်เม้งကလေးเป้ဖြစ်ဖြစ် အဲကမာလေးကောင်းလေးကြိုက်ကြရဲဆိုရဲ energy မျိုးပေါ့နော်အဲ့လိုပုံစံမျိုးကိုတွေ့ရရဲဆိုတော့အဲ့လိုမျိုးကြိုက်တဲ့သူတွေ ရောရှိရဲအဲ့လားတစ်ဖက်လူကို crash တဲ့သူတွေပေါ့နော်သူ့ကို crash တဲ့သူတွေသူ့ကိုကြိုက်တဲ့သူတွေရောရှိရဲဒါပေမဲ့လေကိုယ့်ကိုလည်းကြိုက်တဲ့သူတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဒီမှာသူ့ကိုကြိုက်တဲ့သူတွေများရဲအဲ့လိုပို့ပြီးမြင်နေပေါ့နော်ကြိုက်တဲ့ဆိုတဲ့နေရာမှာလည်းရုပ်ရည်ရွေးရပိုင်းကိုကြိုက်တာမျိုးဖြစ်နိုင်တယ်ပြီးတော့ဒီငွေကြီးဥစ္စာအရာကိုကြိုက်တာမျိုးဖြစ်နိုင်တယ်เนาะ အဲ့အရာကြောင့်သူ့ကိုကြိုက်တဲ့သူတွေသူ့ကိုချင်းကဲ့တဲ့သူတွေများရယ်အဲချစ်လို့ချင်းကဲ့တာထက်အဲ့အရာတွေပေါ့နော်ပကတနာတွေကြောင့်ချင်းကဲ့တဲ့သူတွေများရယ်လို့တွေ့ရယ်တစ်ဖက်လူကလည်းအဲ့အရာကိုသိရယ်ဒါမဲ့ကိုကကြတော့သူ့ပေါ်အဲ့လိုမဟုတ်ဘူးပေါ့နော်သူ့သူ့ပေါ်အဲ့လိုမဟုတ်ဘူးအဲမမောရာကြီးမရှိဘူးတန်တာကြီးမရှိဘူးအဲ့အကြောင်းမလို့တစ်ဖက်လူကလည်းအဲ့အာကိုသိနေလို့ကို့ကိုပဲစိတ်ထဲမှာရှိနေတဲ့ပုံစံမျိုးပေါ့နော်သူကလေစိတ်ထဲမှာတော့ကို့ကိုရှိရဲ့တိလားအဲ့တော့ပြောရလို့ရှင်ဂျာလူဆိုတာထက်ဟို ဘယ်လိုပြောမလဲဂျာလူနှစ်ယောက်ဂျာရဲ့ဂျာလူဆိုတာအနောက်အရှက်ပေါ့နော်ဒါအားကြောင့်လေသူ့ကိုကြိုက်တဲ့သူတွေပေါ့နော်သူ့ကိုကြိုက်တဲ့သူတွေသူ့ကိုဟိုလိုချင်တဲ့သူတွေရှိရဲ့အဲတော်တော်လေဟို try ကြရဲပေါ့နော်အဲ့လူတွေရာဂျာရဲ့မှာ distraction အနေနဲ့ရှိနေရမျိုးပေါ့အနောက်ရှက်အနေနဲ့ရှိနေရမျိုးဒါပေမဲ့အဓိကကိုလူမပါဝါဖို့ပဲပေါ့နော်ကိုလူကတော့အခုချိန်ထိရော DVD ကိုကြည့်နေတဲ့အချိန်ထိရောမပါသေးဘူးလို့မြင်ထားရဲ့ အဲကိုယ့်ကိုပဲ focus တယ်ပေါ့နော်သူ့အနေနဲ့ ਆ လဲလေဆိုတော့တစ်ဖက်လူကလည်းဒါကောင်းတဲ့လူလို့တော့ပြောလို့ရရပေါ့နော်အဲ့တော့ okay အဲတတိထားဖို့ရှိလားပေါ့နော် target လေးပဲချက်ပြီးဆွဲမယ်အဲ့တော့ pie 1တတိထားဖို့ရှိတတိထားမလားပေါ့ နောက်ပိုင်းနေပေါ့နော်နောက်ပိုင်းနေရောနည်းနည်းလေးသတိထားနည်းနည်းလေးစောင့်ကြည့်စေချင်တယ်ပေါ့နော်အဲ့လိုဖိုင်ဝမ်းတွေလွတ်မထားနေစေပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးလေးကိုရောတွေ့ရတယ်ကိုယ့်ဘက်ကစောင့်ကြည့်ဖို့လိုလားလိမ့်မယ်နောက်ပိုင်းဝင်လာတဲ့သက်ပါတီတွေကစိုးတယ်ပေါ့နော်အဲ့လိုသူ့ကိုလိုချင်တဲ့သူတွေအဲ့လိုဘယ်လိုပြောမလဲစနိုက်မဲ့လူတွေအဲ့လိုမျိုးများတယ်လို့မြင်တယ် က်လူနဲ့ကိုနဲ့လေအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေရန်ဖြစ်ရအမျိုးစကားမြင်ရမျိုးတွေနောက်ပိုင်းရှိလာနိုင်တယ်မရှိချင်ဘူးဆိုရင်လေအဲ့လိုအခုကလေးကကြိုပြီးတော့ဟို supplementary နားထောင်ထားဖြစ်ဖြစ် ritual လုပ်ထားဖြစ်ဖြစ်အဲ့လိုမျိုးကြီးလုပ်နော်ဒါပေမဲ့တစ်ဖက်လူကကိုယ်ပြက်မှာမဟုတ်ဘူးပြီးတော့ကိုယ်စီပဲပြန် ပြန်ရောက်လာတာမျိုးပြီးတော့ကိုယ်ကိုယ်စီမှာပဲရှိနေရမျိုးပဲဖြစ်မှာပဲပေါ့နော်အဲ့တော့ဒီလိုသက်ပါဒီကိစ္စကြီးနဲ့ပတ်သက်ပြီးရောခရန်ဖြစ်ရနိုင်တယ်နောက်ပိုင်းကျလို့ရှိရင်ရန်ဖြစ်ရနိုင်တယ်အဆင်မပြေဖြစ်ရနိုင်တယ် maybe သဝင်တူပါပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးရန်နေဖြစ်ရနိုင်တယ်ဒါပေမဲ့တစ်ဖက်လူကတော့ကိုယ်စီမှာပဲရှိနေမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်ဆိုတော့ဒါကောင်းတဲ့လူတော့ပြောလို့ရတယ်နော်ကောင်းတဲ့အမှာပါပါတယ်အဲ့တော့ okay အာ I'll recall it to check you man hi one deficit အဲ့တော့သူ့ဘက်ကပဲဖြစ်ဖြစ်ကိုယ့်ဘက်ကပဲဖြစ်ဖြစ်အဲ့လို x တွေပြန်ရောက်လာတာမျိုးတွေเนาะအဲ့လိုမျိုးလေးဖြစ်တတ်တယ်အဲ့တော့ကိုကိုကိုပေါ့နော်အဲ့လို nourish ဖြစ်နေအောင်လုပ်ထားပါဆွဲပုံစံမျိုးเนาะသူ့ဘက်ကအဲ့လိုနောင်တရမျိုး maybe နှစ်ယောက်ကလေဘလို့ဖြစ်မလဲဆိုလို့ရှိရင်နှစ်ယောက်ကြားရဲ့အဲ့လိုဂျားလို့ပေါ့နော်ဒီအဖြစ်ပြက်ကလေဖြစ်သွားပြီးသားလည်းဖြစ်နိုင်တယ်မဖြစ်ရသေးရလည်းဖြစ်နိုင်တယ် အခုမဖြစ်ဘူးဆိုလဲနောက်ဖြစ်လာမှာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုလိုချင်တာဂျားလူကလေနှစ်ယောက်ဂျားထဲမှာအခုချိန်ရှိရောရှိရသူ့ကိုကြိုက်တဲ့သူတွေအဲ့သူ့ကိုကြိုက်တဲ့လူတွေအဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးရောသူနဲ့ကိုယ်နဲ့ရန်ဖြစ်ရမယ်ဥပမာဟိုဘယ်လိုပြောမလဲကိုကအရင်သဝင်တိုးပြီးရောဖြစ်တာမျိုးပဲဖြစ်ဖြစ်သိရမလားအဲ့လိုသူနဲ့ကိုယ်နဲ့ပတ်သက်ပြီးရောအဲ့ကိစ္စရန်ဖြစ်ရမယ်ဒါပေမဲ့ तू ကတော့ကိုယ့်စီမှာပဲရှိနေမှာနော်ကိုယ့်စီမှာပဲရှိနေမှာအဲ့ဝင်လာတဲ့ပြန်ဝင်လာတဲ့သူပေါ့နော်ကိုရင်းနှစ်ယောက်ဂျားယောက်ဂျားလူအနေနဲ့ဝင်လာတဲ့သူတွေက သူ့ရဲ့ x တွေဖြစ်နိုင်တယ်ကိုဘက်ကဆိုလို့ရှင်လည်းကိုရဲ့ x တွေဖြစ်နိုင်တယ်ဒီ energy ကကိုလည်းဖြစ်နိုင်တယ်နော်ကိုဘက်က x တွေလည်းဖြစ်နိုင်တယ်အဲ့တော့ information တွေအကုန်သိအောင်လုပ်ထားပါဟုအမြဲစောင့်ကြည့်နေပေါ့နော်ငါလူကယုံရတယ်ဆိုပြီးတော့ဟိုယုံနေဆိုတာယုံတာအတိုင်းအတာတစ်ခုထိရောဟုတ်တယ် ဒါပေမဲ့အရင်ရောမယုံစေခြင်းဘူးပေါ့နော်တရားရခိုင်နှုံးတော့မယုံစေခြင်းဘူးအဲအကြောင်းမို့လို့စောင့်ကြည့်ပါဆိုပုံစံမျိုးပြောချင်တယ်အဲ့တော့အဲ့လိုမျိုးရန်နေဖြစ်ရတဲ့အတွက်လည်းတစ်ဖက်လူအနေနဲ့နောင်တရရမျိုးကိုယ်အနေနဲ့လည်း relationship ပေါ့ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ relationship ကဒီလိုဖြစ်ရတယ်ဆိုပြီးနောင်တရလာတာမျိုးပေါ့နော်နှစ်ယောက်ကြားထဲမှာလည်းအဲ့လိုမျိုးနောင်တရရပြီးတော့တယောက်နဲ့တယောက်ဟိုပို့ပြီးတော့အဆင်ပြေအောင်နေခြင်းတဲ့စိတ်မျိုးဖြစ်လာတာလည်းဖြစ်နိုင်တယ်နော်အဲ့တော့ okay ဒါလေးရတော့ဒါဖိုင်ဝန်လေးရဲ့ reading ပါဆိုတော့ DVD အရင်ရှိရောမဟုတ်ဘူးပေါ့နော်အဲ့တော့ဖိုင်ဝန်လေးတွေသုံးတိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဖိုင်ဝန်လေးရနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော် hello pie tuli မင်္ဂလာပါရှင်အဲ့တော့ pie tuli တွေတစ်ဖက်လို့မှာနောက်တစ်ယောက်ရှိနေလားပေါ့နော်နောက်တစ်ယောက်ရှိနေလားဆိုတာလေးကို reading လေးကြည့်ပြီးမှာပဲဖြစ်ပါတယ်ဆိုတော့ okay pie tuli တစ်ဖက်လူမှာနောက်တစ်ယောက်ရှိနေလား။ဟုတ်ပါ2တစ်ဖက် နောက်တယောက်ရှိနေရမျိုးမဟုတ်ဘူးဆက်ဆံရေးတစ်ခုကိုအစ်စ်ကနေစဖို့အစကနေပြန်စဖို့သူစဉ်းစားနေရမျိုးရှိရပြီးတော့လေဒီကက်အရာသူစိတ်ထဲမှာမပြီးအပြီးဆုံးသွားရဆက်ဆံရေးရပေါ့နော်သူစိတ်ထဲမှာဟိုရှိနေတော့မဲ့သူမပြတ်နိုင်သေးဘူးပေါ့နော်အဲ့လိုမျိုးလေးလဲတွေ့ရော်လေဒါသူ try တယောက်ယောက်ကို try ဖို့အတွက်စူးစမ်းနေရဒါပေမဲ့ဘသူ့ကိုလဲဆိုတာမသိဘူးပေါ့နော်အဲ့လိုပုံစံမျိုးကိုက ကိုယ်ကိုလည်းဖြစ်ဖို့အများကြီးအမှန်တိုင်းပြောလို့ရှိရင်လေအဲ့တော့နှစ်ယောက်ကြားရင်မှကြားလို့ရှိလားပေါ့နော်နှစ်ယောက်ကြားရင်မှကြားလို့ရောလေမရှိဘူးမရှိဘူးဆိုတဲ့ပုံစံမျိုးကိုတွေ့ရရဲ့အဲသူကိုယ်ကိုပဲချစ်တယ်ပေါ့နော်အမှန်တော့လေဒါကနှစ်ယောက်ကြားရင်မှကြားလို့ရှိလားဆိုတဲ့ topic ဖြစ်တာဖြစ်တဲ့အတွက်ဒီကက်တွေကိုခြုံကြည့်လိုက်ရင်တော့မရှိဘူးဆိုတဲ့ပုံစံမျိုးကိုပဲတွေ့ရတယ်မရှိဘူးသူကသူတယောက်တည်းဖြစ်အောင်အဆင်ပြေအောင်နေနေရပေါ့နော်အဲ့လို energy မျိုးရတယ်အဲတချို့လူရဲ့ဆက်ဆံရေးတစ်ခုအစ်စ်ကနေစဖို့စဉ်းစားနေရမျိုးရှိရဲ့ อืมကိုเนี่ยလည်းပြန်စားဖို့စ조사နေရမျိုးရှိရဲ့ပေါ့เนาะအဲ့လို energy မျိုးပဲပို့ရတယ်အဲ့တော့ဖိုက်တူးတွေကတော့လေအမှန်တမ်းပြောရင်အများကြီးအောင်စိတ်ပူစရာမလိုဘူးလို့မြင်တယ် မရှိနိုင်ဘူးပေါ့နော်မရှိနိုင်ဘူးသူနဲ့ကိုနဲ့အဲ့လိုတိဆောက်ခဲ့ရတဲ့အရာလွယ်လွယ်လေးနဲ့မပြတ်သွားအောင်ဆဲပုံစံမျိုးတွေ့ရတယ်အထူးသဖြင့်သူနဲ့ကိုနဲ့ကြားမှာငွေရေးကြီးအရာပတ်သက်တာတခုခုရှိလို့ရှင်ပို့တော့အောင်မဖြစ်ဘူးပေါ့နော်ပို့လို့တော့မရှိဘူးကြားလို့อ่ะနော်ပတ်သက်ခဲ့ဘူးကကုညီခဲ့ဘူးကတခုခုရှိဒါမှမဟုတ်အလုပ်တူတူလုပ်ထားတာနော်အဲ့လိုမျိုးဟို relate လုပ်ထားတခုခုရှိရယ်နော်တချို့အတွေ့ဆိုလည်းရှိရယ်အဲ့လို join ကောင်လေးဘာလေးဖွင့်ထားကြပါပေါ့နော်အတူတူလေး အဲ့လိုမျိုးရှိရဲရှိခဲ့ဘူးလေဆိုရင်ပို့တော့အောင်မပြတ်ဘူးပြီးတော့အလုပ်တွေအတူတူလုပ်ချင်တဲ့ဟာမျိုးတွေတိုင်မင်ထားတဲ့အိမ်မက်တွေအတူတူရှိရဲဆိုမပြတ်ဘူးเนาะအဲ့တော့ဟိုဂျားလူမရှိဘူးပေါ့เนาะနှစ်ယောက်ဂျားထဲမှာသူကလေဟိုဘယ်လိုပြောမလဲကိုနဲ့အခုချိန်မှာပြတ်နေရဲဆိုလို့ရှင်တော့မှသူ့စိတ်ထဲမှာကိုပဲရှိနေရဲဆိုပုံစံမျိုးအဓိကကတော့တန်ရောစင်ပေါ့နော်တန်ရောစင်တော်တော်များရဲ့ဒီဖိုက်တူကလေတန်ရောစင်နေပဲရှိရဲ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်ဆိုတော့ ဟိုဂျီ relationship က maybe toxic ဖြစ်ရှင်လည်းဖြစ်နေလိမ့်မယ်ပေါ့เนาะတစ်ဖက်လူကကောင်းချင်မှကောင်းနေလိမ့်မယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့ကိုယ်ပဲရှိရယ်ပေါ့အဲ့အတစ်ကနေပြန်ဆောက်ဖို့ကြိုးစားနေရယ်ဆိုတာအလုပ်ဥသစ်တွေဘာလဲဖြစ်နိုင်နေပြီးတော့တော့ um သူနဲ့ကိုနဲ့ဆန်ရေးအစ်စ်ကိုဒါမှမဟုတ်သူ့ရဲ့ personality တွေအကုန်လုံးအဲ့လိုမျိုးပေါ့နော်ကောင်းတဲ့ဟိုလူအဖြစ်နဲ့ပြောင်းလဲနေတာမျိုးကောင်းတဲ့ပုံစံအဖြစ်နဲ့အစ်စ်ကနေပြန်ဆနေတာမျိုးအဲ့လိုပုံစံမျိုးတွေလည်းဖြစ်နိုင်ပါတယ်ဟိုအစ်စ်ကနေပြန်ဆဆိုတော့နောက်တစ်ယောက်နဲ့ဆတာမျိုးမဟုတ်ပေါ့နော်ဒီမှာလေးတက်ပါတီဝင်နေတဲ့ကံမျိုးတိတ်ပြီးတော့ မခံစားအောင်ပေါ့နော်တိတ်မတွေ့ဘူးအဲ့လိုမျိုးလေဆိုတော့နောက်ပိုင်းနေရောဝင်လာဖို့ရှိလားဘယ်လိုနေရမလဲပေါ့နော်အဲ့အဲ့ဒါလေးကိုတစ်ချက်ကြည့်မယ်ဆိုတော့သူကလေကိုယ်တော့လေတော်တော်တန်ရုံးစင်ရှိရှာရဲ့ဒီလားတန်ရုံးစင်တော့တော်တော်များရဲ့ဆိုပုံစံမျိုးလေးကိုတွေ့ရဲ့ သူနဲ့ကိုနေကအဲ့လိုအနေဝေးရမျိုးလေးဖြစ်နိုင်တယ်။ Yes long distance relationship တွေဖြစ်နိုင်တယ်နော်ဒီ phi 2မှာ long distance နေများမဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးတို့တွေ့ရတယ်။ခုမဖြစ်ရင်လည်းနောက်ပိုင်းလေးဖြစ်လာနိုင်တဲ့ပုံစံမျိုးပေါ့ ်ပါတရားရောလေအရင်ရောစိတ်ပူစရာမလိုပါဘူးတိလား maybe နည်းနည်းလေးအခု energy ရလာဘလို့လဲဆိုတော့သူ့ကိုကြိုက်တဲ့သူတွေပါရောရှိကောင်းရှိလိမ့်မယ်ဒါမဲ့လေဟိုတစ်ဖက်လူကအဲ့လိုတပ်ပါတီစိုးရင်ရတယ်လူမဟုတ်ဘူးလို့မြင်တယ်တပ်ပါတီကိစ္စနဲ့ပတ်သက်ပြီးရောအဲအရင်ကြီးပေါ့နော်အရင်ဟိုဘယ်လိုပြောမလဲ သူ့အနေနဲ့အဲကိစ္စကိုသူစိတ်ထဲမှာသိပြီးတော့ရှိမနေဘူးပေါ့နော်သူကသူလုံးဆရာရှိရာပဲလုပ်တယ်ပြီးတော့ကိုနဲ့ဆက်ဆံရေးပဲသူခေါင်းထဲမှာရှိနေရပေါ့အဲ့လိုပုံစံမျိုးတွေ့ရတယ် maybe ဒီမှာမပေါ်ဘူးဆိုတာကလည်းသူ့စိတ်ထဲမှာလုံးဝမရှိလို့လည်းဖြစ်နိုင်တယ်သူ့ကိုကြိုက်တဲ့သူတွေတော့လည်းရှိချင်းရှိနေမှာပေါ့နော်ဒါအဲ့လိုပုံစံမျိုးတော့ဖြစ်တယ်အဲ့တော့သူကတော့ကိုကူကိုပြုပြင်ပြောင်းလဲဖို့စဉ်းစားနေရတဲ့လူတစ်ယောက်ပြီးတော့အလုတ်လုတ်ဖို့ပေါ့နော်။ Okay ဒီမှာ the full ဆိုရင် get ရဲ့8 of pentacles ရဲ့ဆိုတော့အလုတ်ကိစ္စအစ်စ်တစ်ခုစဖို့များတယ်။ no chance တော်တော်များ90ရာခိုင်နှုန်းလောက်ကအလုပ်ကိစ္စအသက်တစ်ခုစမှာဖြစ်တယ်အဲ့တော့နောက်ထပ် relationship အသက်တစ်ခုစတာမဟုတ်ဘူးပေါ့နော်အလုတ်ကိစ္စရဲ့သစ္စာမျိုးဒါမှမဟုတ်နိုင်ငံခြားသွားဖို့စပလန်တာမျိုးခရီးသွားဖို့စပလန်တာမျိုး yes အဲ့လိုမျိုးဖြစ်နိုင်တယ်နော်အဲ့လို energy မျိုးကပို့ပြီးတော့များရဲ့အထူးသဖြင့်အဲ့လိုခရီး overseas trip တွေသွားဖြစ်နိုင်တယ်နော် okay အဲခုနလုံးတစ်ဆန့်ဖြစ်သွားနိုင်တယ်ဆိုတော့အဲ့အားလေးကြောင့်လည်းဖြစ်လိမ့်မယ်ခဏလေးဝေးဝါးရလဲဒါအဲ့အချိန်မှာပေါ့နော်ခဏလေးဝေးဝါးလို့ရှိရင်ဒါဒီဗီဒီယိုကြည့်နေတဲ့အချိန်အဲ့လိုလုံးတစ်ဆန့်လေးဖြစ်ဖြစ်နေတဲ့အချိန်ပေါ့အဲ့လိုမျိုးလေးဆိုတော့ okay pipe 2လေးအတွက် oracle လေးတစ်ချက်ဆွဲမယ် ောက်တယ်ခရီးသွားရတဲ့ဟာမျိုးပလန်တာပေါ့နော်သေချာရဲ့သေချာနိုင်တယ်နော်โอเคသူ့အလုပ်တွေပဲသူ focus နေရပေါ့နော်သေချာ တဲ့အရာကြီးတော့အရင်ကသူခေါင်းထဲမှာရှိတဲ့ပုံစံမျိုးတော့တိတ်မတွေ့ရဘူးခီးသွားဖို့အပလန်နေရာလေးခေါင်းထဲမှာရှိရဲ့ပြီးတော့ကိုယ်နဲ့ဆက်ဆံရေးခေါင်းထဲမှာရှိရဲ့ပေါ့နော်တက်ပါတီကိစ္စကြီးတော့စိုးရင်စရာမရှိဘူးတိတ်ပြီးရောเออဒါကတော့အဲဒါနှစ်ယောက်ကြားရဲ့မှာကုညီနေရဲ့သူတွေရှိရဲ့ပေါ့เนาะစောင့်ရှောက်နေတဲ့သူတွေရှိရဲ့ အဲကိုက ritual လုပ်ထားရဆိုလို့ရှင်လေ ritual လေး effect ဖြစ်ကြောင်းပြောချင်တာဖြစ်တယ် supplement နားထောင်နေရဆိုရင် effective ဖြစ်တယ်ကိုယ်တိုင် manifestation လုပ်နေရဆိုရင် effective ဖြစ်တယ်ဆိုပြီးပုံစံမျိုးအဲ့လို vibe မျိုးပို့ပြီးရရပေါ့နော်အဲ့လို energy မျိုးပို့ပြီးရရဆိုတော့ okay ဒါလေးကတော့ဒါ file 2လေးရဲ့ reading မှာ file 2လေးဒီ reading လေးနဲ့ energy ကြိုက်မယ်လို့လည်းထင်တယ် file 2လေးအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဆိုတော့နောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော် Hello Pi 3 Lee မင်္ဂလာပါရှင်ဆိုတော့ Pi 3 Lee တွေဒီ Pi လေးကိုရထားသေးကြပြီဆိုရင်ဒီ video လေးကိုဆက်ပြကြည့်လို့ရပါဟဲ့အဲ Pi 3 Lee တစ်ဖက်လုံးနဲ့ကိုယ်နဲ့ဂျားရဲမှာဂျားလူရှိနေလားပေါ့နော်ဘယ်သူတွေဖြစ်မလဲဆိုတာကိုတစ်ချက်ဆွဲမယ် Okay Pi 3အဲတော့တစ်ဖက်လုံးနဲ့ကိုယ်နဲ့ဂျားရဲမှာဂျားလူရှိနေလား so much very much. Okay. အဲ့တော့ pie 3လေးတွေ။ pie 3လေးညာလို့ရှိလားဆိုလို့ရှိရင်တော့လေနောက်တစ်ယောက်ရှိရမျိုးမဟုတ်ဘူးဒါပေမဲ့လေတငယ်ချင်းတွေကတော့လေအဲ့လိုတငယ်ချင်းတွေကြောင့်ပြအဲပြဿနာတက်မှာပေါ့နော် ဲ့လိုပုံစံမျိုးတွေကိုတွေ့ရတယ်။ maybe ကိုဟိုတစ်ဖက်လူကပေါ့နော်အဲ့လိုတငယ်ချင်းအယံမက်တာမျိုးလေးတွေပေါ့အဲ့လိုပုံစံမျိုးလေးဖြစ်နိုင်တယ်။တငယ်ချင်းတွေကြောင်ပြဿနာတက်တာမျိုးတွေအဆင်မပြေဖြစ်တာမျိုးတွေဥမာတငယ်ချင်းတွေကခေါ်ထုတ်သွားမျိုးတွေသိရမလား။အဲ့လိုမျိုးပေါ့နော်ကိုလူကလည်းတငယ်ချင်းမတ်တယ်တငယ်ချင်းဟိုခင်နေပေါင်းတက်မတ်တယ်ပေါ့နော်အဲလိုက်သွားအဲအမပြဿနာကြီးတက်ကြရင်အဲ့လိုပုံစံမျိုးဖြစ်ပုံများမယ်ထင်တယ်ဟိုတစ်ဖက်လူကလည်းဘယ်လိုပုံစံလဲဆိုတော့နည်းနည်းအပျော်ပါမတ်တယ်ပေါ့နော်အပျော်ပါမတ်တယ် အသက်အရွယ်ကြောင့်လည်းပိုင်ပါပါလိမ့်မယ်ကြီးလာရင်တော့သူ့သူရင်ကျက်ရင်ကျက်သွားမှာပေါ့နော်အခုချိန်မှာတော့အပျော်ပါမှတ်တယ်အဲကိုစိတ်ဆိုးရင်တော့အလိုချော်ရဲတောင်းမှန်နေသေးရဲ့မလားကိုကိုလည်းအပြတ်မခံဘူးဒါပေမဲ့ကိုကိုလည်းစိတ်ဆိုးစိတ်တော့ဆိုးခိုင်းနေဒါပေမဲ့အပြတ်မခံဘူးဒါပေမဲ့တခြားသူစင်ကျင်လားဆိုတော့လည်းမစင်ကျင်ဘူးပေါ့နော် ဲ့လိုပုံစံမျိုးဖြစ်နေဆိုတော့တပ်ပါတီအနေနဲ့ဟိုလိုမျိုးကြီးမိန်းမတွေယောက်ျားတွေအဲ့လိုဝင်နေရမျိုးရောမရှိပါမယ်။တကယ်ချင်းနေအပြင်မိသားစုမောင်နှမတွေအဲ့လိုမျိုးလေးတွေရောဖြစ်နိုင်နေပေါ့နော်။အဲ့လိုတပ်ပါတီမျိုးလေးတွေရောရှိရဲ့အဲ့လိုတွေ့တယ်။ဟိုလိုတပ်ပါတီမကောင်းတဲ့အဲ့လို negative sniper မျိုးတွေတည်ရမလားအဲ့လိုမျိုးတွေရောမရှိဘူးပေါ့နော်။ ။ဒါမဲ့လည်းလေကိုကကိုလူမျက်စိစုံမိပြီးတော့မယုံသေးခြင်းဟူဟိုဘလိုပဲဖြစ်ဖြစ်မျက်စိဖွင့်နာဖွင့်နေပါဆိုရင် energy မျိုးကိုလည်းလေဒီ phi 3မှာရရတယ်เนาะအဲ့တော့ဒါ sign လေးတစ်ခုဟိုဖြစ်နိုင်တယ်အဲ့လို energy လေးကိုချက်ချင်းထားရလိုက်တာဆိုတော့လေ okay အဲ့တော့ तू ကတော့ကိုနာမှာတော့အမြဲရှိနေလိမ့်မယ်အဲ့လိုမျိုးကိုကိုတစ်ခုခုဆိုလို့ရှိရင်လည်း give site ပေးရပါရှိလိမ့်မယ်ပေါ့ဒါမဲ့အဲ့အပေါင်းသက်မှတ်တာလေးတွေကကိုနဲ့သူနဲ့ကြားမှာပြဿနာဖြစ်လာနိုင်တယ်အမ် အဆင်မပြေဖြစ်လာနိုင်တယ်ပေါ့နော်အပေါင်းအသင်းမဲ့ဒါသားမှုမိသားစုအရင်ရှေ့တန်းတင်တာမျိုးအဖမ်လီကိုဦးစားပေးရမျိုးနော်ပြီးတော့ရင်မောင်နှမတွေကိုအမြင်ဦးစားပေးရမျိုးအဲ့လိုကိုကသူတို့နဲ့ရှင်လို့ရှင်အမြင်ဒုတိယနေရာဖြစ်နေရမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးဆိုလို့ရှင်တော့ရေရှည်သွားဖို့နည်းနည်းတော့စဉ်းစားစီရှင်ပါတယ်ဆိုတော့အာဘာလေးဆက်ပြီးတော့ဖြစ်နိုင်စီလဲပေါ့နော်နည်းနည်းလေးကြည့်မယ်တတိထားရအောင်လို့အဲ့တော့ဖိုက်3ဘာလေးဆက်ပြီးတော့ဖြစ်နိုင် ေးသူနဲ့ကိုနဲ့ရလေးအဲ့လို separation ဖြစ်တာမျိုးလေးတွေဒီကိစ္စကြောင့်ပြက်ခဲ့ရမျိုးလေးတွေလည်းဖြစ်တတ်တယ်ပေါ့နော်တချို့ဖိုက်တွေ့မှာဒါမှမဟုတ်ပြက်သွားတာမျိုးလေးတွေလည်းဖြစ်တတ်တယ် yes အဲ့လိုရန်နေဖြစ်ကြမယ်နော်ကိုကအဲ့လိုရဲ့တငယ်ချင်းနဲ့ရန်ဖြစ်တာမျိုးသူ့ရဲ့မောင်နှမရင်းနဲ့ရန်ဖြစ်နိုင်တဲ့ energy မျိုးတွေ့ရအဲ့မဖြစ်မဖြစ်ချင်ဘူးဆိုလို့ရှင်ရှောင်းပေါ့နော်တခါရင်အခုဒီဗီဒီယိုကြည့်ပြီးသိပြီဆိုလို့ရှင်မဖြစ်ချင်ဘူးဆိုရင်ရှောင်းအဲဖြစ်ဖို့ energy အလားအလာရှိရဲပေါ့နော်ဟိုဘက်ကအရန်တရားလွန်လာအမျိုးကြီးအဲ့လိုရန်နေဖြစ်ကြပြဿနာကြီးတက်ကြသိရမလား သူနဲ့ကိုနဲ့လည်းဖြစ်မယ်သူ့ပေါင်းတဲ့နေနဲ့သူ့ရဲ့ဆွေမျိုးသားချင်းနဲ့ကိုနဲ့လည်းဖြစ်မယ်အဲ့လိုမျိုးကြီးဖြစ်တတ်တယ်အဲအားကြောင့်ပြက်သွားမျိုးလေးဖြစ်တတ်တယ်အမ်ဒါမှမဟုတ်လို့ရှင်စိတ်တွေဆိုးကြစိတ်တွေကောက်ကြအဲအားမျိုးကြီးဖြစ်တတ်တယ်ပေါ့နော်အဲ့ချိန်မှာသူ့ဘက်ကတော့အဲ့လိုကိုပြန်ခေါ်ခြင်းနဲ့ဒီမှာကိုသတိရညံမျိုးလွမ်းနေရမျိုးရှိရဲ့ အဲ့လိုမျိုးလေးတွေ့ရအဲ့အခုကဒါဖြစ်ပြီးရဲ့ကိစ္စလည်းဖြစ်နိုင်နေပေါ့နော်ဂျားလူဆိုတာအဲ့လိုလူတွေကဂျားလူအဖြစ်နဲ့ဝင်နေကြရမျိုးပေါ့အခုချိန်ဒီလည်းဝင်နေရမျိုးဖြစ်လို့ဒီလိုမျိုးကက်တည်ကြတာပေါ့နော်ဆိုတော့အဲ့ဒီတော့ awareness တော့ရှိစေချင်တယ်အဲ့ဂျားလူတွေမရှိစေချင်ဘူးဆိုလို့ရှိရင် rituality လုပ်လို့ရမယ် ritual လုပ်တာမျိုး manifestation um manifestation ကဈာလူထက်လေဈာလူကလေအဲ့လို subliminal လောက်တာမျိုး ritual လောက်တာမျိုးတော့ညီမပို့ပြီး recommend လုပ်တယ်အဲ့လိုဈာလူကလေသူ့ရဲ့အမေအမတွေအတော်တွေတငယ်ချင်းဆိုရင်တော့ main ကလေးတငယ်ချင်းတွေယောက်ျားလေးဆိုလို့ရှင်လေအဲ့လိုအရန်ကတိကဖဲ့နိုင်တဲ့ feminine energy feminine vibe ကိုရှိရဲ့ယောက်ျားလေးတွေအဲ့လိုပုံစံမျိုးပေါ့နော်ယောက်ျားမဆန်တဲ့ယောက်ျားတွေပေါ့အဲ့လိုပုံစံမျိုးဖြစ်ဖို့များရဲ့အဲအကြောင်းနဲ့ပြဿနာတွေတက်အဆင်မပြေဖြစ်ကြတာပေါ့နော်อืม အဲ့လိုတငယ်ချင်းတွေရှိရတော့မကောင်းဘူးပေါ့အမှန်တမ်းပြောရလို့ရှိရင်ကိုနဲ့သူနဲ့ကြားရမှာမလို့ကအဲ့တဲ့ပြဿနာကြီးတော့ဖြစ်တတ်တယ်။ဆိုတော့ဒီ file လေးအတွက် Oracle ကတ်လေးတစ်ချက်ကြည့်မယ်။ဖာလေးအဖြစ်မလဲပေါ့နော်။ Okay. Patient အဲ့ကိုဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ရှည်ဖို့လိုလိမ့်မယ်လို့တွေ့ရတယ်။အဲ့တချို့ file 3ရရလို့လေဒီမှာစိတ်ရှည်မဲ့ energy လည်းသိမရဘူးပေါ့နော်။ဆိုတော့အဲစိတ်မရှည်နိုင်ဘူးပေါ့တချို့ file 3ရအဲ့တော့ ဒီမှာရေဂျူရီလုံးရင်လို့ကိုယ်ဝိုင်စိတ်ရှည်အောင်လို့စူးစမ်းပြီးတော့နေဖို့တော့မဟုတ်လို့ရှင်သူလဲလေဒီဗီဇကိုကပြန်มาမဟုတ်ဘူးဆိုတော့လေပြင်ဖို့လဲခက်တယ်လူဆိုတာလေအဲ့တော့သူကိုယ်ဝိုင်ပြင်ခြင်းစိတ်မရှိရင်တော့ပြင်มาမဟုတ်ဘူးပြင်มาပြင်ဖို့အလားအလာလဲသိပ်ပြီးတော့မတွေ့ဘူးဆိုတော့ကိုကိုယ်ဝိုင်ပဲစိတ်လျှော့ပြီးတော့ကိုယ့်ကိုယ်လေးအေးချမ်းအောင်နေဖို့နော်အဲကိုဘက်ကတော့ဟိုရန်ဖြစ်တာမျိုး fight လုပ်တာမျိုးမလုပ်ဘဲနဲ့ request လုပ်တာမျိုးလုပ်ကြည့်ရင်တော့သူစကားနားထောင်ရှင်းနားထောင်လာလိမ့်မယ်ပေါ့။အဲ universe က tip လေးတစ်ခုပေးလိုက်တာဆိုတော့ခံစားရတယ်။ဆိုတော့ ိုကကောင်းကောင်းမွန်မွန်ပြောကြည့်ပေါ့နော်ဟိုရန်နေဖြစ်ဝုန်တိုင်းကျဲနေရမျိုးအကျန်းနီးနဲ့မဟုတ်ပဲနဲ့အနူနီးနဲ့ပြောရင်ပြောကြည့်ပေါ့ရရင်လည်းရမှာပေါ့ဆိုပြုံစံမျိုးတကယ်ယူအနူနီးမအနူနီးနဲ့မှမရအောင်ဆိုလို့ရှင်တော့လဲထားလိုက်တော့ပေါ့နော်မထူးတော့ဘူးပေါ့အဲ့တော့ okay ဆိုတော့ flow သူ့ flow လေးနဲ့ပဲသူထားလိုက်လွတ်ထားကိုကလှုပ်ချင် visual လို့ဟိုသူ့ကိုသွားပြီးတော့အလိုရန်နေပါလေလို့မှာဒါရန်မလုပ်ဘူးစကားကောင်းကောင်းပြောမယ်ဆိုလို့ရှိရင်လည်း try ကြည့်ပြောကြည့်ပေါ့နော်ဒါနှစ်ယောက်အဆင်ပြေသွားတော့လည်းကောင်းတာပေါ့ဒီမှာ request လုပ်တဲ့အနေနဲ့အဲ့လိုအောက်ကျပြီးတော့ humble ဖြစ်ဖြစ်နဲ့ပြောရမယ့်ပုံစံမျိုးလေးရောတွေ့ရဲ့အဲအဲ့လိုမျိုးကိုကပြောနိုင်လားဗောနော်ကိုကပြောနိုင်တယ်သူ့အောက်အောက်ကျပြီးတော့အဲ့လိုချွဲနှွဲပြီးတော့ပြောနိုင်တယ်ပြောတတ်တယ်ဆိုလို့ရှိရင်တော့ဒါတော်တော်လေးအဆင်ပြေအကယ်၍မပြောနိုင်ဘူးဆိုလို့ရှိရင်တော့ဒါအခက်တွေ့မဲ့အရာတစ်ခုပဲဗောနော်အဲ့တော့ သူ့ဘက်ကအဲကိုကလည်းစိတ်မရှိရဲ့လူဆိုလို့ရှင်အမတွေ့ပြီသူနဲ့ကိုနေရစကားများပါပဲဒီအကြောင်းဆလိုက်တာနဲ့စကားများပါပဲအဲ့တော့ကိုဘက်က supplement နားထောင်မဲ့ ritual လုပ်မဲ့အအကောင်းဆုံးပဲပြီးတော့သူ့ဟာသူ့ flow လေးနဲ့ပဲသူလွတ်ထားလိုက်တာအကောင်းဆုံးပဲပေါ့နော်ဒါပေမဲ့ဒီနေ့ရ try ကြည့်ပေါ့စိတ်ရှိအောင်အရင်ကြင်ကြင်မရရင် request လုပ်ကြည့်မရဘူးနောက်ဆုံးမရအောင်မှအဲ့လို ritual လုပ်တာ supplement နဲ့ထောက်နာမျိုး train ကြီးအပြင်အဲကြလို့ရှိရင်တော့သူဘာမပြောနေရန်လည်းမဖြစ်နေရောကောင်းကောင်းမွန်မွန်လည်းမပြောနေဒီအိုင်းလေးပဲထားလိုက်တော့ပေါ့နော်သူကသူပြောင်းလဲလာမှာပေါ့ energetically နော်အဲ့တော့ okay ဒါလေးကတော့ဒါ phi 3လေးရဲ့ reader မှာ phi 3လေးရေးဆုံးတိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများရေးတင်ပါတယ်ဆိုတော့ phi 3လေးရေးနောက်ထပ် reader မှာပြန်ပြီးတော့တွေ့ကြမယ်နော်